အရှင်ဖရာတပည့်တော်အမေကို စိတ်နဲ့ဆဲတာအပြစ်ရှိလားဖရာတဲ့ဟာအပြစ်ရှိတာပေါ့နော်စိတ်နဲ့ဆဲတယ်ဆိုတာ မနှောကန်နဲ့ပြင်မာလိုက်တာမနှောကန်ကလည်းပဲအကျိုးပေးတယ်နော်ဦးဇင်းတို့မြတ်စွာဘုရားနှုတ်စဉ်အခါတုန်းကတငါမျိုးမှလူဖြစ်ပါတယ်တနေ့မိခင်ဖြစ်သူကငါးခေါင်းကိုထုတ်နေတာကိုဖရာအလောင်းကမြင်တဲ့အခါမှာစိတ်ထဲကနေဝမ်းမြောက်မိပါတယ်အဲ့ဒီအကုသို့ကံဟာ ဖျားအဖြစ်တို့ရောက်တဲ့အခါမှာခေါင်းကိုက်တဲ့ဝေဒနာခံစားရပြီးဝိကျွေးအဖြစ်နဲ့ပေးဆက်ရပါတယ်။နောက်ပြီးကာယကံဝစီကံမနောကံဆိုတဲ့ကံသုံးပါးထဲမှာမနောကံအဖြစ်ကအကြီးဆုံးဆိုတာကိုမေဇီမနိကေမေဇီမပါဏာတပါဠိတော်ဂဟပတိဝတ်ဥပါလိတုတ်တံမှာမြတ်စွာဘုရားကိုယ်တိုင်ဟောကြားထားပါတယ်။ဒါကြောင့်ကံသုံးပါးထဲမှာမနောကံအဖြစ်ကအကြီးဆုံးဖြစ်ရတာလေဆိုရင်ဝစီကံနဲ့ကာယကံဖြစ်မြောက်ဖို့အတွက်ကို မနောကံကစိတ်စော်တိုက်တွန်းပေးလို့ပဲဖြစ်ပါတယ်။ဒါကြောင့်မိခင်ကိုစိတ်ထဲကဆဲတယ်ဆိုတာဟာမနောကံနဲ့ပြင်မာလိုက်တာဖြစ်တဲ့အတွက်အပြစ်လဲရှိတယ်လို့အပြစ်လဲကြီးပါတယ်နော်။